ီပိစိကဘုရားဖြစ်ဖို့ဆိုတာဘယ်လိုပါရမီတွေဖြည့်ခဲ့ဘယ်လိုတွေလောက်ခဲ့ရတယ်လဲလို့ဆိုတာဒါကတည်တင်တည်လိုက်တဲ့အချက်တွေပေါ့နော်မှန်ပါပါသောသောပိစိကဗုဒ္ဓအလောင်းပါရမီဖြည့်တယ်ဆိုတဲ့ဇလန်းနေကတော့တဲပြီးတော့မရှိဘူးတဲပြီးတော့မရှိဘူးမရှိသည့်အတွက်ကြောင့်သူတို့ဘယ်လိုဒီဘောရိတ္တဗျာအလောင်းပါရမီဖြည့်တယ်လို့ 950ဇတ်တည်လူသူတို့ရဲ့အတိတ်ဘဝဇာတ်လမ်းတွေမြန်မြန်ဆဆမှတ်တမ်းတင်ထားတာမရှိသည့်အတွက်ကြောင့်သိနိုင်ခွင့်မရှိဘူးသို့တော့သူတို့လည်းပါရမီဖြည့်ရတယ်ဘလောက်ပါရမီဖြည့်ရတုံးဆုံးနှစ်အသင်ခြေနဲ့ကဘာတသိန်းနဲ့ဖျားဖြစ်ဖို့ရာကအ ਨੇ ဆုံး၄အသင်ခြေနဲ့ကဘာတသိန်းနဲ့ဒီလိုဆိုလိုတာပေါ့နော်အဲ့ဒီထဲမှာတရာရိကဖျားဆိုလို့ရှိရင်၈အသင်ခြေနဲ့ကဘာတသိန်း ဝိရိယအဓိကကြတော့16သင်္ချေနဲ့ကဘာတသိန်းလို့ဒီလိုပါရမီဖြစ်ရတာတွေရှိသေးတယ်ပေါ့ဖျားဖြစ်ဖို့ကြတော့၄သင်္ချေနဲ့ကဘာတသိန်းရှိတယ်၈သင်္ချေနဲ့ကဘာတသိန်းရှိတယ်16သင်္ချေနဲ့ကဘာတသိန်းရှိတယ်လို့သူတို့ရဲ့တတ္ထာဆွမ်းအာပညာဆွမ်းအာဝိရိယဆွမ်းအာတွေအလိုက်နှစ်အတိုင်းတာလို့ကွဲပြားခြားနာမှုရှိတယ်ဒါတော့ဖိစိကဗုဒ္ဓတွေကြတော့အဲ့လိုကွဲပြားခြားနာမှု မရှိဘူးဖိစိကဗုဒ္ဓဖြစ်ဖို့ရာကြတော့ နှစ်အသင်္ချေနဲ့ကဘာတသိမ့်ပါရမီဖြစ်ရတယ်။ရှင်သာရိပုတ္တရာတို့ရှင်မောကလန်တို့လိုအက္ခတဝကဖြစ်ဖို့ကြတော့တစ်အသင်္ချေနဲ့ကဘာတသိမ့်လို့သူတို့ဆိုတယ်။ကျန်တဲ့မဟာတဝကတွေကတော့ကဘာတသိမ့်လောက်ပဲပါရမီဖြစ်ရတယ်။ပဂတိတဝကတွေကတော့အဲကုသကောင်းမှုလုပ်ပြီးတော့အခြေခံကြသွားရင်အခုဘဝဖြစ်နောက်ဘဝကြွချင်းကြွမှာပဲဒါတော့နော်သိပြီးတော့ရေရှည်လုံးเสียမလို့ဘော။အဲ့တော့ ီထူးချွန်ထက်မြက်တဲ့ပုံကုမျိုးမဟုတ်ဘူးတာမန်ပုံကုဆိုလို့ရှိရင်လွယ်တယ်လေနည်းနည်းထူးချွန်ထက်မြက်တဲ့ပုံကုမျိုး ဖြစ်ဖို့ကြတော့အချိန်ယူရမှာပေါ့ဒါတော့ဟုတ်တာပဲပစ္စည်းကောင်းထုတ်ဖို့ဆိုအချိန်ယူရတယ်လေအဲ့တော့အဲ့တော့ဘိသိကဗုဒ္ဓရှင်မြတ်တွေဟာနှစ်တင်ချင်းနဲ့ကမ္ဘာတသိန်းပါရမီဖြည့်ပြီးမှပစ္စည်းကဗောဓိဉာဏ်ကိုရကြတာတဲ့ဒါပြင်ဘယ်လိုခေတ်ခါမျိုးမှာပစ္စည်းကဗုဒ္ဓပွင့်နာတော့လို့ဆိုတော့ သူကဖျားမပွင့်တဲ့ကဘာမျိုးမှလည်းမပွင့်ဘူး။တုံညကဘာလို့ခေါ်တာပေါ့။အဲ့ဒီလိုဟာမျိုးမဟုတ်ဘဲနဲ့ဖျားပွင့်တဲ့ကဘာမျိုးမှဖျားမပွင့်ခင်ပွင့်တယ်။ဖျားတဆူနဲ့တဆူချားမှာပွင့်ရတယ်ပေါ့နော်။ဖျားမပွင့်တဲ့အချိန်မှာပွင့်ရတယ်။ကောရမမြတ်စွာဘုရားနဲ့ဖျားလောင်းလေးမွေးလာသည်ထီအောင်နောက်ဆုံးပြည့်စေကဘုရားတဆူဟာကြံ့ရင်သေးတယ်။ ဖះလောင်လေးမွေးဖွားလာတာကိုသတင်းကိုသူသိသွားတယ်။အဲ့ဒီပိဿကဗုဒ္ဓရဲ့ဖွဲ့တော်ကမာတင်ကပိဿကဗုဒ္ဓတဲ့။ဒီပိဿကဗုဒ္ဓကဖះလောင်လေးဖွားလာပြီဆိုတာကိုသူသတင်းကြားသွားတယ်။ကြားသွားပြီးတော့သူပြိဋိဘံဆန်းသွားတယ်။အဲ့ဒါနောက်ဆုံးပိဿကဗုဒ္ဓဆိုအဲ့တော့ဖះပွင့်တဲ့ကဘာမှာသူတို့ပွင့်ကြတယ်လို့ဒီလိုဆိုတာပေါ့။သို့တော့ဖះနဲ့ပြိုင်ပြီးတော့ဖះရောပိဿကဗုဒ္ဓရောဒီလိုဆုံတွေ့တာမျိုးတော့မရှိဘူး။ မရှိဘူးဒါလေးကဟိုမှတ်သားစရာဘာဖြစ်လို့မတွေ့တာရောလို့မေးစရာလဲရှိကောင်းရှိနိုင်တယ်ပေါ့ तू ကတပြိ့မဟုတ်ဘူး तू ကိုယ်တိုင်သစ္စာလေးပါးကိုထိုးရင်းရည်တည်တာကိုယ်ပိုင်ဉာဏ်နဲ့တည်တာမဟုတ် तू ကိုပစ္စေကကိုယ်ပိုင်ဉာဏ်နဲ့တည်တာလည်းပဲအတီးအီးတူးနဲ့တူဆက်သွယ်မှုမရှိဘူး तू ကနော်ပစ္စေကဆိုတာအတီးအီးကိုယ်အာယုန်နဲ့ကိုယ်ကိုယ်လမ်းနဲ့ကိုယ်ရှောက်ပြီးတော့ဖျားဖြစ်ကြတာ ဘုဇီယမနိခန္ဓာမဟုတ်ဘူးဒါမို့လို့ပြိစ္ဆကဗုဒ္ဓဟာတပြိုင်နဲ့900လဲပွင့်နိုင်တယ်အထီးတယ်လဲပို့ပြီးတော့ပွင့်နိုင်တယ်ပေါ့တမန်တမုဒ္ဓဘုရားကြတော့တဆူပဲပွင့်လို့ရနှစ်ဆူပွင့်လို့မရတဆူဆိုတဲ့အချိန်မှာဘယ်အချိန်ထိအောင်သွားတာတုံးဆိုတတ်တော်လေးတဆူရှိနေသေးရင်ကိုနောက်ဘုရားမပွင့်ရသေးဘူးသူကဆိုတော့ဂေါရမမြတ်စွာဘုရားရဲ့ဓာတ်တော်တွေရှိနေသေးရင်အရိပတိယဘုရားမပွင့်ဘူး ဒါကြောင့်မို့လို့နောက်ဆုံးကြတော့ဓာတုအန္တရဒါနဒီဘုရားသာသနာကွယ်သွားပြီးတော့ဘာသာသာသနာနဲ့ပတ်သက်ပြီးယုံသိလေးစားမဲ့ပုဂ္ဂိုလ်မရှိတော့ဘူးဖះဆိုတာကိုသိတဲ့ပုဂ္ဂိုလ်မရှိတော့ဘူးဆိုတဲ့အချိန်မှာဒီတတ်တော်တွေဟာစာအဆိုရဆိုလို့ရှိရင်တော့ရှိသမျှဓာတ်တော်တွေဘယ်နေရာမှာပဲရှိရှိရှိသမျှဓာတ်တော်တွေဟာတီဟိုကျောင်းကမဟာစေတီတဲ့ရောက်သွားမယ်လို့ပြောတာသူကသူပြောင်းသွားကြတာเนาะ အဲ့ဒီကမှရှိသမျှဓာတ်တော်တွေဟာအခုဗုဒ္ဓဂယာမဟာဗောဓိပင်နေရာကိုကြွသွားကြပြီးတော့ဖះရဲ့အသွင်တရံပုံတန်တန်ဖန်ဆင်းပြီးတော့တကိုးတွေဘာတွေပြပြီးတော့မှဒေဇောဓာတ်လောင်ပြီးဓာတ်တော်လေးဟာတဆူးမှမကြံအောင်အကုန်လုံးပျောက်ွယ်သွားမှာလေဒါဓာတုအန္တရဌာနဆိုတာရှိတယ်ပေါ့ဒါမှမဟုတ်ဖះရဆူရဲ့ဓာတ်တော်ဟာနောက်ဖះရဆူလက်ထက်ထီအောင်မရှိနိုင်ဘူး ရှိနေသေးရင်တော့ဘုရားမပွင့်နေဘူးဒီလိုဆိုလိုတယ်သူကအားလုံးလက်စတုံးသွားတော့ပစ္စေကဘုရားကျတော့အဲ့ဒီလိုပုံစံမျိုး မဟုတ်ဘူးဒါမတူတာလေးတွေကိုသိဖို့ပေါ့နော်မတူတာလေးတွေကိုသိထားအဲ့တော့ပစ္စေကဘုရားဆိုတာဘုရားတဲ့တော့တဆင့်နေတယ်တဆင့်နေတယ်ဆိုတာအကြီးချင်းအပြင်တဆင့်နေသွားတယ် ဒါကရှင်သာရိပုတ္တရာတို့ရှင်မောကလန်တို့လို့အကတဝကတွေတဲ့တသိမြင့်နေသူကအဲ့ဒီဈာမပညာဉာဏ်ထက်မြက်တဲ့ပုဂ္ဂိုလ်တွေလို့ဒီလိုပြောအောင်အဲ့တော့ပိစိကလို့ဆိုတဲ့အဓိပ္ပာယ်ကဘာလဲဘုရားဆိုတာတော့သစ္စာလေးပါးကိုတည်သူပိစိကဆိုတာအတီးအီးကိုပိုင်နီးနဲ့သစ္စာတရားကိုသိသွားတဲ့ဘုရားလို့ဒီလိုပြောတာเนาะ အဲ့တော့တမတမုဒ္ဒါကိုဖရာကြီးလို့ခေါ်ရင်သူ့ကိုဖရငယ်လို့ခေါ်ကြတာပေါ့ဒါကတော့အကြီးငယ်ဆူလာဗုဒ္ဓမဟာဗုဒ္ဓလို့စာထဲမှာတော့ဒီလိုမသုံးသို့တော့ပမာရိယသုံးတယ်ဖရကြီးဖရငယ်နော်ဖရကြီးဖရငယ်လို့သုံးတယ်ပမာစာပေမှာတော့အဲ့တော့ငယ်တယ်ဆိုတာဂုံအားဖြင့်ငယ်တဲ့သဘောကိုပြောတာနော်မှန်ပါဟုတ် သမသမုဒ္ဒဖရာမှာရှိတဲ့အကြီးချင်းမျိုးသဗ္ဗညုတဉာဏ်တို့လိုဟာမျိုးအိန္ဒြိယပရောပရိယတိတို့အာတယာနုတရားတို့လို့ဆိုတရားဟောပြောတဲ့နေရာမှာအသုံးဝင်တဲ့ဉာဏ်မျိုးတွေဒီပိစိကဗုဒ္ဓမှာမရှိဘူးသို့တော်ကိုယ်ပိုင်ဉာဏ်နဲ့အတိအသီးပိစိကဆိုတာအတိအသီးပတ္တိကုလာအတိအသီးသစ္စာတရားကိုသိပြီးတော့ကိုယ်ပိုင်ဉာဏ်နဲ့သစ္စာတရားကိုသိပြီးတော့ ိစိကဗုဒ္ဓဖြစ်ကြတာအရတ္တမေရတ္တဖို့ကိုရကြတာပေါ့ရှင်သာရိပုတ္တရာတို့ရဲ့အရတ္တမေရတ္တဖို့နဲ့စွန့်ရည်ထက်တယ်ပေါ့ဝိဇ္ဇာ၃ပါးအဲအဘိညာဉ်၆ပါးပဋိသင်္မိရာဉာဏ်၄ပါးဆိုတာတွေတော့ပါတာပေါ့သူလည်းထူးခြားထက်မြက်တဲ့အရည်ချင်းတွေရှိတယ်ထူးခြားထက်မြက်တဲ့အရည်ချင်းတွေရှိတယ်အဲ့လိုပိစိကဗုဒ္ဓတွေဟာကိုယ်ပိုင်ဉာဏ်နဲ့ထိုးရင်းသိလို့ particular ဗုဒ္ဓတိသံဖရာတွေလို့ဒီလိုပြောအောင်သို့တော့ပိစိကဗုဒ္ဓကိုနိုင်ငံခြားစာအုပ်တွေမှာဘာသာပြန်တဲ့အခါမှာ silent ဗုဒ္ဓလို့ဘာသာပြန်ရတယ် silent ဆိုတဲ့အဓိပ္ပာယ်ကစကားမပြောဘူးတိတ်တိတ်နေတယ်လို့ဒီအဓိပ္ပာယ်ကတော့မမှန်ဘူးပိစိကဗုဒ္ဓတွေစကားပြောပါတယ်ခုသူတို့ဟောတော်တဲ့တရားတွေလည်းရှိတယ်တရားမဟောဘူးဆိုတာမဟုတ်ဘူး မဟောဘူးဆိုတာဘယ်လိုဟာကိုမဟောတာတော့ဆိုအထက်ကရာမှာရှင်းထားတာရှိတယ်ပိစိကဗုဒ္ဓတွေဟာကိုယ်ပိုင်ဉာဏ်နဲ့ထိုးရင်းပြီးတော့တရားဓမ္မကိုသိတာမှန်တယ်သို့တော့ကိုသိတဲ့တရားကိုဒီတစ်ဖက်သားကိုလိုသိသွားအောင်ပြောနိုင်စွာမရှိဘူးလို့ပြောလို့ဆိုလိုတယ်နော်မဟောတာတော့မဟုတ် သို့သောတက္ကရာမှာရေးထားတာဘာလို့ဆိုရင်စကားမပြောတတ်တဲ့အနေတဲ့လူတယောက်ဟာအိမ်မက်မဲ့ရင်သူ့အိမ်မက်အကြောင်းကိုသူဘယ်လိုလုပ်ပြန်ပြောပြအဲနဲ့လောက်အောင်ပါပေါ့အဲအခုကိတော့စကားပြောတဲ့နေတွေရှိတယ်လေလက်ကလေးတွေကိုချိုးတီချိုးပြပြီးတော့အဲ့တော့ပိစိကဗုဒ္ဓကသူသိတဲ့တရားကိုပြန်ပြီးတော့ဟောဖို့ဆိုတာတခြားပုဂ္ဂိုလ်တွေဟောဖို့ဆိုတာ ူမှာအဲ့ဒီဆိုင်တတိတော်မရှိဘူးလို့ဒီလိုဆိုတယ်။နောက်ဥပမာတစ်ခုပေးထားတာတော့တောထဲမှာအမြဲနေတဲ့မုံဆိုးတယောက်ဟာမြို့တက်ပြီးတော့ဖာလူတာတောက်တယ်ပေါ့။အဲတောရောက်တဲ့ကဖာလူတာဘလောက်ကောင်းတယ်ဆိုတော့သူပြန်ပြပြောတတ်ဖူးတဲ့။ရှိမှမရှိတာ။ဟုတ်လား။စာထဲမှာတော့ဖာလူတာလို့မပါဘူးနားလဲအောင်လို့ပြောပြတယ်။ မျိုးပေါ်ကစားလာတဲ့အစာအာဟာရရဲ့အရာတာကိုတောရောက်တဲ့အခါသူပြန်မပြောတတ်ဘူးတဲ့တောမှာစကလုံးမရှိဘူးပေါ့လေအဲ့ဒါပြောဖို့အဲ့ဒီအဓိပ္ပာယ်မျိုးလို့ဆိုတာပဲအဲ့ဒါကိုကြည့်ပြီး silent ဗုဒ္ဓလို့ဘာသာပြန်တာတော့ဒါမဟုတ်ဘူး90ထဲမှာပိဿကဗုဒ္ဓကတရားဟောတော်တာရှိတယ်အရိန္ဒမမင်းဆိုတာဘုရားလောင်းအဲ့တော့ဘုရားလောင်းနဲ့ပိဿကဗုဒ္ဓအဲ့တော့တကယ်ချင်းဖြစ်ကြတယ် တကယ်ချင်းဖြစ်တော့အဲ့တော့ပြစ္ဆေကဘုရားဖြစ်တာကပရောဟိတ်ပုံနာဖះလောင်းကဘယင်အဲ့ဒီမှာသူတငယ်ချင်းကိုသူလိုတောထွက်ပြီးတော့တရားတို့တရားမြတ်ရားစေခြင်းအဲ့ဒီအချိန်မှာဟိုကထိနှန်းစည်းစိမ်မစွန့်နိုင်ကံကုန်အာယုန်တွေကမစွန့်နိုင်သူကမစွန့်နိုင်တော့ဘာနဲ့ဥပမာပေးပြီးဟောသွားတော့ဆိုကြီးမိုက်ကြီးတကောင်အကြောင်းဥပမာပေးပြီးဟောသွားတာ မင်းဒီနန်းဒီနန်းစီစဉ်နေကိုဒီတိုင်းသာဆက်လက်ပြီးတော့နေမယ်ဆိုလို့ရှိရင်ကြီးမိုက်ကြီးလို့ဒုက္ခရောက်လိမ့်မယ်လို့ပြောသွားတာဒီလိုတော့ဟောနိုင်တယ်သူဟောတယ်ဆိုတာတွေ့နော်ဥပမာပေးတာလေကြီးကန်းတကောင်ကတဲ့ခင်းကမြေကျောမှာမျောလာတယ်အိန္ဒိယနိုင်ငံစတိုရီဆိုခင်းကပေါ့ဒီကတော့အေယာဝတီနဲ့ပြောအောင်ပေါ့နော်ခင်းကမြေကျောမှာစင်းလေးကောင်ကြီးမျောလာ ြောလာတဲ့အခါကြီးတစ်ကောင်ကအဲ့ဒါမြင်တော့စနေကောင်ပေါ်ပြန်ချလိုက်တယ်ပြန်ချပြီးတော့သူဘလို့တွေးဝင်လာတော့ဟာတသက်တာတော့ဖူးလုံပြီမမစားစရာလည်းရှိတယ်နေစရာလည်းအကျယ်ကြီးပဲဒီပေါ်မှာနားပြီးတော့အေးအေးဆေးဆေးပဲဘယ်မှသွားစရာမလိုတော့ဘူးစားရင်ဆင်ကြီးကိုဖောက်စားမယ်နော်စနေကောင်ကြီးကိုဖောက်စားရေရေငတ်လို့ရှိရင်ညည်းရေတောက်လိုက် ဟန်ကြတယ်ဆိုပြီးတော့တအားအားနဲ့အဲ့ဒီမှာသူသဘောကျပြီကန်းကိုမပြန်တော့ဘူးအဲ့ဒီပုံမှာပဲနားနားနေနေနဲ့စင်သားလေးစားလိုက်ရေလေးတောက်လိုက်နားနေလိုက်နဲ့သွားတာတဖြည်းဖြည်းခင်းကမြေရေစည်းတန်တော့မျောသွားလိုက်တာစင်သေးကောင်ကြီးကပဲရောက်သွားတော့ဆိုပင်လေတဲ့ရောက်သွားအဲ့ဒီပင်လေတဲ့ရောက်တာကိုလည်းသူကမမှုလိုက်သွားခုံးကမ်းမမြင်လမ်းမမြင် နေရာရောက်သွားတဲ့အခါစင်လီကြီးကလည်းရက်ချားလာတော့ပုတ်လိုင်းနေကပုတ်တော့စင်လီကအကောင်ကပြက်ပြက်လာဖောင်ပြက်ပြီပေါ့အဲ့ကြတော့အဲ့ကြတော့မှသူပြန်တဲ့အခါကျတော့ကန်းလက်ရှာမတွေ့တော့ကန်းနဲ့ကဝေးကျင်နေဝေးသွားတဲ့အခါကျတော့ကမ်းမမြင်လမ်းမမြင်ဟိုပြန်ဒီပြန်တဲ့ပင်လေတဲ့ပဲကြပြီးပေသွားတယ်တဲ့အဲ့ဒီဥပမာတိုင်းပဲတဲ့ဒီကမ္ဘောအာယုံကျော်နေတဲ့မှာ မမောနေမယ်ဆိုရင်ဒီနေ့မှကြီးမိုက်ကြီးလူဒုက္ခရောက်လိမ့်မယ်လို့ဟောသွားတာအဲ့ဒါပြိစိခဘုရားဟောတဲ့တရားပဲအဲ့တော့အဲ့လိုတန်ဝေကဖြစ်အောင်တော့ဟောနိုင်တယ်သို့တော့ဝိပဿနာကျင့်စဉ်ဆိုတာဘယ်လိုကျင့်ရလဲကျင့်ရင်မက်ကိုဘယ်လိုမက်ဘယ်လိုဖြစ်တယ်ဖိုးဘယ်လိုဖြစ်တယ်ဆိုတာဒီလိုဟာမဟောနိုင်ဘူးလို့ဆိုလို့မဟောနိုင်တဲ့အတွက်ကြောင့်ပြိစိခဘုရားတရားနာပြီးတရားထုတရားမြတ်ရတယ်ဆိုတော့ပုဂ္ဂိုလ်တို့မှဖြစ် ပိုင်ညာနဲ့သိပြီးတော့ဒါလင်းတရားတို့တရားမြတ်ရကြတာပိစိကဘုရားတရားကိုမသိနိုင်ဘူးတဲ့ခေါ်နိုင်စွမ်းရှိတဲ့အခုလို့သူသိတဲ့လမ်းကြောင်းအတိုင်းဒီကြံတဲ့ပုံကိုယ်တွေလိုက်ပြီးတော့လိုက်နာကျင့်သုံးဖို့ဒီလိုဟာမျိုးဖြစ်အောင်မဟောနိုင်ဘူးတဲ့ပိစိကဘုရားလည်းတစ်ဆင့်နိုင်တဲ့ရှင်သာရိပုတ္တရာတို့ရှင်မောက္ကလန်တို့ကြတော့ဟောနိုင်ပြီးတော့ပိစိကဘုရားဘာလို့မဟောနိုင်နှုံးဆိုတော့ ရှင်သာရိပုတ္တရာတို့ရှင်မောကလန်တို့ကသူဟာမဟုတ်ဘူးလေဘုရားဟာဟောတာလေဟိုကဒီလိုတဆင့်တင်ထားတာရှိမှမရှိတာဟုတ်အဲ့ဒါကြောင့်မလို့မတူဘူးရှင်သာရိပုတ္တရာတို့ဟောသမျှတရားသည်ဘုရားတရားသာဖြစ်တယ်သူကိုယ်ပိုင်တရားမဟုတ်ဘူးဝိသေကဘုရားကိုယ်ပိုင်တရားဖြစ်တယ်အဲ့ဒါကြောင့်မလို့ပိစိကဗုဒ္ဓံကို အာအိမ်မက်နဲ့တူတယ်လို့သူသိတဲ့တရားဟာဒီလိုပြောတာပေါ့နော်မှန်ပါဗျာ သို့သောအဲ့ဒီလိုပြောတာကြီးကဟိုဘာကိုဆိုလိုတာတော့ဆို သူရထားတဲ့မက်ဖို့ကြီးညွန်းတဲ့အတိတ်ပဲမျိုးပဲဒီတမန်တရားမဟောတာကိုပြောတာမဟုတ်ဘူးเนาะတမန်နဲ့ပြည့်ရအောင်တရားကုသိုလ်ကောင်းမှုလုံးဝမယ်ဆိုတော့ဒီလောက်ကတော့သူတို့လည်းသိပြောနိုင်တာပေါ့ဒီလိုအခြေခံတရားတွေတော့ဟောနိုင်တယ်ပေါ့ခုနလိုမက်ဖို့နိဗ္ဗာန်ကိုရသွားသည့်ထိအောင်စိုက်ထိသွားအောင်ခြင်းစဉ်တစ်ခု ဟောမပြနိုင်ဘူးတဲ့သူကတော့သိတယ်သူသွားတဲ့လမ်းတော့သူသိတယ်ပေါ့မှန်ပါဗျာသို့တော့အဲ့ဒါကိုသူများကိုရှင်းမပြတတ်ဘူးဆိုတာအခုကလူတွေလည်းတချို့လည်းပဲသူပိစိကဘုရားလောင်းမဟုတ်ပိစိကဘုရားမဟုတ်ပေမဲ့လို့ငါမပြောတတ်ဘူးတော့ငါတော့သိတော့သိတယ်ဒီလိုလူလည်းရှိသေးတာဟုတ်လေပြောမပြတတ်ဘူးတဲ့ဒီလိုရှိတယ်အဲ့တော့ပြောပြတယ်ဆိုတာလေလွယ်တော့လွယ်တဲ့ကိစ္စတော့မဟုတ်ဘူးပေါ့နော် အေးပိစိကဗုဒ္ဓကိုယ်ပိုင်ဉာဏ်နဲ့အတိအတိပတ္တိကူလာကိုယ်ပိုင်ဉာဏ်နေနဲ့တရားတို့တရားမြတ်ရသွားတဲ့ပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်တွေပိစိကဗုဒ္ဓလို့ခေါ်တယ်